ွေးလွန်တုတ်ကွေရသည့်ချိန်မှာချင်းကိုက်မခံရပါစေနဲ့။နေညချင်းထောင်နဲ့အိတ်တဲအလေးအထရှိပါစေ။အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ပါ။ချင်းပြေးမဲ့လူစီဖျန်းစီတွေသုံးပါ။နေအိမ်ဝန်းကျင်ကို ချင်းမပေါက်ဖွားနိုင်အောင်တန်ရှင်းစွာထားပါ။ရန်ရန်ချက်စယုံတွေကိုယူကရိန်းဒရုန်းတွေတိုက်ခိုက်တာခံခဲ့ရတဲ့နောက် ရုရှားဟာပြည်ပလောင်စာတင်ပို့မှုဆိုင်းငံ့ကာလကိုတိုးချဲ့တတ်မှတ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းရုရှားနိုင်ငံအနှံ့နဲ့ရုရှားထိန်းချုပ်ထားရာယူကရိန်းနေမျိုးတွေကရေနံချက်စယုံတွေစွန့်အင်ရင်းမြစ်ဆိုင်ရာအဆောက်အုံတွေလောင်စာစီချက်လုပ်တဲ့တိုးလောင်တဲ့နေရာတွေဟာယူကရိန်းဒရုန်းတွေရဲ့အကြမ်းကြမ်းပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့ရုရှားရဲ့လောင်စာစီတင်ပို့မှုကွန်ရက်မှာကြီးမားတဲ့အနောက်အရှေ့ပေးခံရမှုတွေပေါ်ပေါက်လာစေခဲ့ပါတယ်။ယူကရိန်းဟာရုရှားရဲ့လောင်စာအရင်းမြစ်ထုတ်လုပ်မှုစက်ယုံတွေ အခြေခံဆောက်အုံတွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ခြင်းကိုမဟာဗျူဟာမြောက်စစ်စင်ရေးအစီအမံတစ်ခုအနေနဲ့အကောင့်တဲဖော်နေခဲ့တာဖြစ်ပါတယ်။အစောပိုင်းတုန်းကတော့အစီပြတ်လက်မှုတွေဖြစ်လာတာဟာယူကရိန်းရဲ့ထိုးနှက်ချက်တွေကြောင့်လို့ရုရှားအာဏာပိုင်တွေကအဝင်မခံဘဲတည်ယူပို့ဆောင်ရေးစနစ်တွေချွတ်ချော်နေတာကြောင့်လို့အပြစ်ပို့ခဲ့ပါတယ်။ပြီးတော့ပြည်ပတင်မှုတွေကိုယာယီဆိုင်းငံ့ထားဖို့လည်းမဖြစ်မနေဆုံးဖြတ်ခဲ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်တွေမှာပြည်ထနာကပုံမှုဆိုးရလာတဲ့နောက်ရုရှားဟာပြည်ပတင်ပို့မှုတားမြစ်ချက်တွေကို 2025နှစ်ကုန်ထိမဖြစ်မနေတိုးမြှင့်သတ်မှတ်လိုက်ရတာဖြစ်ပါတယ်။ဒုတိယဝန်ကြီးချုပ်အလက်ဇန်းဒါနိုဘတ်စ်ကဒီဇယ်လိုမျိုးလောင်စာဆီတွေပြပတင်ပို့မှုကိုနှစ်ကုန်ပိုင်းထိပိတ်ပင်ထားမဲ့ကြေညာချက်အသစ်ကိုမကြာခင်မှာထုတ်ပြန်အတည်ပြုသွားမယ်လို့စက်တင်ဘာ25ရက်နေ့မှာပြောကြားခဲ့ပါတယ်။တက်တန်းတိုးမဲ့တောင်းမြင့်ချက်အရဒက်စီတင်ပို့မှုတွေအားလုံးကိုပိတ်ပင်ထားမှာဖြစ်ပြီးဒီဇယ်တင်ပို့မှုတချို့တဝက်ကိုလည်းကန့်သွက်သွားမယ်လို့ဆိုပါတယ်။အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာလောင်စာဆီဖိုးလုံမှုပြင်မီအောင် ပြန်လည်ဖြစ်တည်နိုင်ဖို့အတွက်ပါအစောပိုင်းမှာရုရှားအာဏာပိုင်တွေကဓာတ်ဆီနဲ့ဒီဇယ်တွေပုံမှန်အခြေအနေမျိုးပြန်လည်ထုတ်လုပ်ရောင်းချပေးနိုင်မယ်လို့ပြောထားခဲ့ပေမဲ့လက်တွေ့မှာတော့အမှန်ချက်နဲ့နှမ်းထွက်မကိုက်ပဲဖြစ်နေကြတာပါရုရှားဟာပြည်ပကိုလောင်စာတင်ပို့မှုတွေကိုမက်လာမှာစတင်ကန့်တာလိုက်တာဖြစ်ပါတယ်ဇူလိုင်လမှာတော့အဓိကလောင်စာထွက်ကုန်အားလုံးပြည်ပတင်ပို့ခွင့်ကိုအစိုးရကတားဆီးခဲ့တာဖြစ်ပါတယ်အခုတော့အနည်းဆုံးနှစ်ကုန်ပိုင်းအထိဆက်ပြီးကြာမြင့်နေတော့မှာပါ ရုရှားပိုင်တက်သတင်းဌာနကတော့အကြောင်းရင်းကိုတတိကျကျမပြောပေမဲ့ပြည်တွင်းမှာလောင်စာဆီထုတ်ကုန်တွေအ ਨੇ အကျဉ်ပြတ်လတ်မှုတွေရှိနေပါတယ်လို့ဝန်ခံသွားခဲ့ပါတယ်။ရုရှားဟာကမ္ဘာပေါ်မှာဒီဇယ်ထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးလောင်စာပို့ကုန်တွေဟာအစိုးရအတွက်အဓိကနိုင်ငံချောင်းငွေအရင်းမြစ်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။အခုတော့ရုရှားဒေသတချို့ကအစီရောင်းဆိုင်တွေဟာဓာတ်ဆီနဲ့ဒီဇယ်ကိုခွဲတန်းနေတာရောင်းချပေးနေရတဲ့အခြေအနေမျိုးစတင်ကြုံတွေ့နေရပြီလို့ပြည်တွင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ အထူးသဖြင့်2014ခုနှစ်ကတည်းကရုရှားတပ်တွေတရားမဝင်ကျူးကျော်ဝင်ရောက်သိမ်းပိုက်ထားရာယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းဆွယ်မှာလောင်စာဆီပြက်လက်မှုပြဿနာကအဆိုးရွားဆုံးဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။သွေးလုံးတက်ခွေရသည့်ချိန်မှာချင်းကိုက်မခံရပါစေနဲ့။နေညချင်းထောင်နဲ့အိတ်တဲအလေးအထရှိပါစေ။အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ပါ။ချင်းပြေးမဲ့လူစီဖျားစီတွေသုံးပါ။ နေအိမ်ဝန်းကျင်ကိုချင်မပေါက်ဖွားနိုင်အောင်တန့်ရှင်းစွာထားပါ။